တော်တော်များများကြာလဲအဲ့လိုမျိုးအိမ်တောင်တွေပါကြီးကြပြီးသွားပြီဆိုလို့ရှိရင်တော့ပို့ပြီးမလုပ်ဖြစ်ကြတာများပါဘောနော်ဆိုကျွန်တော်ကတော့အဲ့လိုမျိုးတော့မဟုတ်ပါဘူးလို့ဒါပေမဲ့ကျွန်တော်ပြန်ပြီးတော့မှအနုပညာလှူရှားမှုလေးတွေကိုတချင်းအစ်စ်ကလေးနဲ့ပြန်ပြီးဝင်လာဖို့နာရှိပါတယ်လို့ဆိုတော့အိမ်တောင်လည်းမကြသေးပါဘူးလို့အခုမှငငယ်လေးပါနော်လူပြိုလေးရှိပါသေးတယ်လို့တယောက်တည်းပဲပို့ပြီးတော့ကောင်းမယ်လို့ထင်ပါတယ်ဒီချိန်ဒီချိန်ကာလပါနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှအာအများကြီးဟိုဟန်တယ်လုံနေရတဲ့ အချိန်တွေအများကြီးရှိတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အခုတယောက်တည်းနေရတာပို့ပြီးတော့လွတ်လပ်တယ်လို့ခံစားရပါတယ်ဟုတ်အလန်းဝေးသွားရလို့ပဲပြောရမှာပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအဲဘာမှမလုပ်ဖြစ်ဘူးအဒီတချင်းပိုင်းမှာ ပြန်ပြီးတော့မှမလုပ်ဖြစ်တာများတာပေါ့နော်ဆိုတော့ပွဲတွေလည်းအဲတော်တော်လေးဆိုးဖြစ်တာနည်းပါတယ်ဆိုတော့အကောင်းဆုံးကတော့အမြဲတမ်းရှိပါတယ် တော့ solution နဲ့ကျွန်တော်တို့ဝေးနေတဲ့အချိန်မှာလည်းအဲဒီအရာနဲ့ပတ်သက်ပြီးတော့မှအရန်စိတ်လျှော့ရတာကြီးတော့ကျွန်တော်တို့အတွက်နည်းသွားတာပေါ့နော်ဆိုတော့ဒါပေမဲ့အဲ့အလံဝေးခြင်းရဲ့ဒီအကျိုးကလည်းနောက်တစ်ခုကဘာရှိလဲဆိုတော့ကျွန်တော်တို့ကိုအဲဒီမမြင်တဲ့အခါကျတော့ပြည်သက်တွေအနေနဲ့အဲတချို့အရာလေးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ activities တွေကသူတို့ရှေ့မှာပေါ်မလာတဲ့အတွက်ကြောင့်မလို့သူတို့တွေအဲဒီကျွန်တော်တို့ကိုအာဘယ်လိုပြောမလဲကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေသူတို့မတွေ့တော့ နည်းမေ့သွားတဲ့ဟာလေးတွေရှိရပါတော့ဆိုတော့အဲ့လိုမျိုးလေးတွေရှိပါတယ်ဟုတ်တော်တော်များများကြာလဲအဲ့လိုမျိုးအိမ်တော်တွေပါကြာပြီးသွားပြီဆိုလို့ရှိရင်တော့ပို့ပြီးမလုပ်ဖြစ်ကြတာများပါဘောနော်ဆိုကျွန်တော်ကတော့အဲ့လိုမျိုးတော့မဟုတ်ပါဘူးလို့ဒါပေမဲ့ကျွန်တော်ပြန်ပြီးတော့မှအနုပညာလှူရှားမှုလေးတွေကိုတခြင်းအစ်တစ်ကလေးနဲ့ပြန်ပြီးဝင်လာဖို့နာရှိပါတယ်လို့ဆိုတော့အိမ်တော်လည်းမကြသေးပါဘူးလို့အခုမှငငယ်လေးပါနော်လူမျိုးလေးရှိပါသေးတယ်လို့ တယောက်တည်းပဲပို့ပြီးတော့ကောင်းမယ်လို့ထင်ပါတယ်ဒီချိန်ဒီချိန်ကာလပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှာအများကြီးဟန်ဒယ်လုပ်နေရတဲ့အချိန်တွေအများကြီးရှိတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အခုတယောက်တည်းနေရတော့ပို့ပြီးတော့လွတ်လပ်တယ်လို့ခံစားရပါတယ်ဟုတ်ကျွန်တော်အခုဆိုရင်ကျွန်တော်ကဒီကျွန်တော်ရဲ့ TikTok official account မှာတော့ကျွန်တော် live လေးတွေနဲ့ဒီပရိသတ်နဲ့အဆက်မပြတ်အောင်လို့ကျွန်တော်အများနဲ့လုပ်ပါတယ်လုပ်တဲ့အခါကျတော့အာဒီကျွန်တော် track ခဲ့တာအရင်ကြာခဲ့ပြီဆိုတဲ့သချင်းလေးတွေပေါ့နော်အဓိကတော့ကျွန်တော်ကျွန်တော်ကိုဒီအာ ဆက်ဆန်းခမ်းလေးရဲ့အဲတချင်းကောင်းလေးအဥတီဆိုခဲ့ချင်းကောင်းလေးအားဖြင့်တွဲပြီးတော့မှဒီနေ့အထိမြင်ပြီးတော့မှကျွန်တော်ကိုအဲ့တချင်းလေးတွေအခုထိအဲတွဲမှတ်မိပြီးတော့ဗောနော်အခုထိတောင်းကြရတယ်ဆိုရဲဟာလေးကတော့ကျွန်တော်အတွက်အမှတ်တရဖြစ်ပါတယ်အခုထိလည်းအတိမှတ်ပြုပေးကြအတွက်ကျေးဇူးများတင်ပါတယ်ဗျာဒန်ရင်းချောင်းချာတို့ရောက်တာမေတ္တာဝတ်ညာဗောတဲ့ကိုပြီးတော့ ်ချင်းမဆိုတော့မရှိပါဘူးအဲမလုတ်ဖြစ်ဘူးဆိုတာလည်းဒီတိုင်းပဲအချိန်နေအရကျွန်တော်အမေရဲ့ကျမ်းမာရေးကြောင့်လည်းပါတယ်ကျွန်တော်အများကြီးနားလိုက်တာအခုတော့အမေလည်းကျမ်းမာရေးပြန်ကောင်းလာပြီဆိုတဲ့အခါမှာတော့ပြန်ပြီးတော့မှအဲတချင်းလေးပြန်လုပ်မယ်ပေါ့နော်ဆိုတော့အမေကျမ်းမာရေးကအဲသူကဒီခြေထောက်ကျိုးတာပေါ့နော်ကျွန်တော်ဒီရန်ကုန်မှာပဲခြေထောက်ကျိုးတယ်ပုံမှန်ဆိုသူကနယ်မှာနေဖြစ်တာများတယ်ဆိုတော့လည်းရန်ကုန်မှာလာနေတဲ့အချိန်မှာပဲခြေထောက်ကျိုးသွားတယ်ကျိုးသွားတော့အဲ့တော့တော်တော်လေးပြန်ပြီးတော့ကုယူလိုက်ရတာပေါ့နော် ့တော့ဟိုအယိုးပွားလည်းရှိတဲ့ခါကျတော့ तू ကဟိုတော်တော်နဲ့ तू ကမပြောင်းနိုင်ဘူးပေါ့နော်သူများတွေအတွက်အရန်ဟိုမကြာဘူးဆိုပေမဲ့သူ့အတွက်ကတော့အချိန်ကတနှစ်ကျော်လောက်ကိုဒီလမ်းစားရှောင်းနိုင်မှုနဲ့အတွက်အချိန်တော်တော်ယူလိုက်ရတယ်ဆိုတော့အခု तू ပြန်ပြီးတော့မှအခုဆိုရင်တော့လမ်းနေပါပြီပြန်ရှောင်းနိုင်သွားပြီပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်လည်းဟုတ်ပါတယ်ဆိုတော့ကျွန်တော်ပဲအဲအနီးနားရှိတာဆိုတော့လीအဲဒါကြောင့် အဲဘာဖြစ်ဖြစ်ကို့အမေကိုအဲအဲ့လိုမျိုးကျူစုခွင့်ဆောက်ရှောက်ခွင့်ရတယ်ပြီးတော့လူလုတ်ကလည်းကျွန်တော်တောက်ထဲကျန်တာကိုကျွန်တော်ညီကိုမောင်တို့ရဲ့ထဲမှာဆိုတော့ဘာဖြစ်ကိုတက်နိုင်တဲ့ဘက်ကနေကျွန်တော်ကြီးခွင့်ရတယ်ပြုစုခွင့်ရတယ်ဆိုတော့အလုတ်တွေအဲတိတ်မလှုပ်လိုက်ရပါမယ်အဲရောဆိုလို့ရှိရင်ကကျွန်တော်တို့ကဟိုအဝခီးဝေးလဲသွားလို့မရဆိုတော့ဘာဖြစ်ဖြစ်မလှုပ်လိုက်ရပါမယ်လဲကျွန်တော်အနေနဲ့ခြေနေပါတယ်မေရောတအားလူပြိုပဲမြင်ချင်တာသူကတော့အခုထိ ပြောရမယ်ဆိုကက်စီနိုတယ်ကက်စီနိုထဲမှာပါတယ်ဆိုတော့အဲသူကသူကတော့မယူလေကောင်းလေဆိုရဲတဲမှာပေါ့နော်ဆိုတော့နည်းနည်းကက်စီနိုတယ် mention ning up wanga anage a so made a lonely to your pen millenly အချင်းအစ်စ်ကတော့အထွက်လာဘူးရှိတယ်ကျွန်တော်နဲ့အတူတူအာဆော့ထနိုင်စိုးနေပါတော့ကျွန်တော်အာ ကျွန်တော်တို့အတူတူစုံမဲ့ချင်းလေးတစ်ပုတ်ရှိတယ်။ချင်းလေးကလည်းအရင်ကောင်းတယ်ကျွန်တော်တို့ဖန်တီးနေပါတယ်။အထွက်လာရင်လည်းအားပေးဖို့နာအတွက်ကျွန်တော်တို့အခုကလေးကနေကြိုပြီးတော့မှာပေါ့နော်။အတိပေးချင်ပါတယ်ဗျ။ဆိုသူနဲ့ကမထင်မှတ်ပဲနဲ့ကျွန်တော်တို့အတိုင်ပင်ပြင်းနေတယ်ပေါ့နော်။အတူတချင်းလေးတစ်ပုတ်ရှိတယ်။အအဲ့ဒါအလုပ်ကြည့်ကြမလားဆိုတော့ကျွန်တော်လည်းပြကြည့်ပေါ့နော်။ဆိုတော့တချင်းလေးကတော်တော်လေးကောင်းတယ်။အနှစ်ယောက်အတူတူလုံလုံမယ်ဆိုတော့ဟာလုံကြတာပေါ့။ဆိုတော့ကျွန်တော်တို့ ဆုံးဖြတ်ချက်ကိုမြန်မြန်မင်းချလိုက်တယ်မြန်မြန်လောက်ကြမယ်ဖန်တီးကြမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အာကမ်ဘက်အနေနဲ့ကျွန်တော်တို့အတွက်ဒီနှစ်ယောက်စလုံးတက်ကမ်ဘက်ပေါ့နော်အပူပြီးအမှတ်တရဖြစ်တာကျွန်တော်တို့ကတကယ်တော့ဟိုဆွေမျိုးညီကိုတွေဒါပေမဲ့ကျွန်တော်တို့ဒီမမရဝါသနာပါလို့စူးစမ်းခဲ့တာလည်းအတူတူပဲအဲ့တော့မှပြိုင်တော့ကျွန်တော်တို့တောင်ကြီးကနေအတူတူပြိုင်ကြတယ်အဲတချင်းအဲဒီလမ်းကြောင်းပေါ်ရောက်လာတဲ့အချိန်မှာလည်းကျွန်တော်တို့အတူတူရောက်လာတယ်ဒါပေမဲ့ကျွန်တော်တို့ နှစ်ယောက်တွဲဆိုတာတခါမှမရှိဘူးတပုတ်ပေါ့နော်နှစ်ယောက်တွဲတချင်းထွက်တာတခါမှမရှိတော့ကျွန်တော်တို့တော့ဒါအမှတ်တရလည်းဖြစ်တယ်ကျွန်တော်တို့ပြန်ပြီးတော့လည်းတွေးကြည့်မိရပါဟာငါတို့အဲတကယ်တော့ညီကိုရီဖြစ်တယ်ဒါပေမဲ့အဲ့တော့တချင်းအတူတူတော့မဆိုဘူးကြဘူးပေါ့နော်ဟုတ်တယ်ဆိုတော့ကျွန်တော်တို့တချင်းအတူတူမဆိုဘူးကြဘူးဆိုတော့အဲ့ဒါနဲ့ငါတို့လောက်ကြမယ်အမှတ်တရအနေနဲ့ဖြစ်ဖြစ်လောက်ကြမယ်ပေါ့နော်ဆိုတော့ငါတို့တက်ကမ်ဘက်အနေနဲ့ငါတို့ပြန်လောက်ကြမယ်ဆိုပြီးတော့တိုင်ပင်ပြင်နဲ့ဟုတ်အခုတော့အဲလောက်နေပါတယ်လို့ cover and they are in it in it so ကျွန်တော်ကဒီတိုင်းသားရွေးရစားစားတွေကိုအရင်ကတည်းကလည်းဟိုကြိုက်တယ်ဥပမာဒေတာတခုသွားပြီဆိုလို့ရှင်သူတို့ရဲ့ရွေးရစားစားတွေကိုမီးစမ်းကြည့်ရတာဘယ်လိုမျိုးလဲဆိုရဟာကိုကျွန်တော်ကြိုက်တာပေါ့နော်ဆိုတော့အခုလေဒီသူတို့ဒီအခင်းချင်းလေးတွေအဲ့ကျွန်တော်တခြားဒေတာတွေသွားရခါမှာလဲအဲ့ဖတ်ထမင်းလေးတွေလို့ပါလို့ဆိုတာပုံမှန်ကျွန်တော်တို့အဲစားတဲ့ ထားတတ်ပေါ့နော်သူတို့ဒီဖက်ကလေးနဲ့ထုတ်ထားတဲ့ထမင်းလေးတွေကအနံ့လေးကပူမှုေးသလိုအဲ့လိုမျိုးခံစားရတာပေါ့နော်ဆိုတော့ပူပြီးတော့လည်းစားလို့ကောင်းတယ်ကျွန်တော်တို့တိုင်းရင်းသားဆဆတွေကိုကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကြိုက်တယ်ဟုတ်ဆိုတော့ဒီဝတ်ဆောင်တွေကဒါသူတို့ပြင်ဆင်ပေးထားပေါ့နော်ဆိုတော့ကျွန်တော်တို့တက်ကိုဒီသူတို့ဒီဝါယူရဝတ်ဆောင်ကုတ်ကလေးတွေသူတို့ပြင်ပေးထားတယ်အဲဆိုတော့ကျွန်တော်တို့လည်းဒီဟာနဲ့ live ဖတ်မဲ့အဲအင်ဂျီလေးလောက်ပဲဝတ်ပြီးတော့ပေါ့နော်ဆိုတော့လာတကယ်တွေးတဲ့အခါမှာလည်းအရန်ဟိုကိုနဲ့ ပို့ပြီးတော့မှကြီးလို့ကောင်းတယ်လို့ခံစားရတာပေါ့နော်ဟုတ်အဲကျွန်တော်လည်းတချင်းနေတော့မလောက်တာကြာပြီပေါ့နော်မထွက်ဖြစ်တာလည်းကြာပြီဆိုတော့တချင်းကတော့အဲဇောထန်နိုင်စုနဲ့အတူတူတွဲပြီးတော့မှထွက်လာဖို့နာရှိပါတယ်တချင်းလေးထွက်လာရင်လည်းအားပေးကြပါလို့